ဟဲ့ရောက်တဲ့နေရာတိုင်းမှာက MBK ပုံတွေအမြဲတွေ့ရတယ်။ဒါ MBK ပြည်နေဆိုရင်လည်းမမှားဘူးတဲ့။ဒါပေမဲ့ကျိုးလေးတွေကိုအဖြူလေးတွေမှအနီလေးတက်လိုက်တော့လေသူတို့အလားတခုဖြစ်သွားတယ်။ဒါကဖရာကျောင်းအဲဒီမှာဟိန္ဒူမှာတော့ဟိန္ဒူဖရာကျောင်းတွေရှိသလိုဒီမှာကဗုဒ္ဓဘာသာပေါ့။အနောက်မှာကဒေါက်တာ MBK ပုံတွေကနေရာတိုင်းနဲ့ကျောင်းတိုင်းမှာရှိတယ်။ဓမ္မမိတ်ဆွေတွေသိစေခြင်းလို့ ခေါင်းမာပြီးဦးစင်းဘာကြောင့်တလူပြောလဲလို့ပြောရင်ယူစီပြန်ချခဲ့တယ်ဗုဒ္ဓရဲ့ယူစီကြီးချခဲ့တာအပင်ပေါက်အောင်လဲဥကုအင်္ဃာကြီးကဆောင်ရွက်ခဲ့ရဆိုမမဲမထင်ဘူးဒါဦးစင်းတို့ဒီကနေ့တရားဟောတရားပြဆွန်းစားကြမယ်နေရပါပဲနေရကတော့ခုနဟာမာရှရာပြင်းနေလို့ပြောပြီးတော့ဒါခဏဒီမှာတရားဟောတရားပြမယ်နေရ ဒါလေးကိုဥစဉ်အရင်ဆုံးမတန်းတင်ပြီးခြင်းလို့အိုက်ဒီထဲကိုရောက်တယ်ဒီမှာရုပ်ထုကိုယ်မူတွေလည်းများတယ်အဲဒီမှာသူရဲ့ဆိုင်ရဆိုင်ရပုံတွေပေါ့ဖခင်ရဲ့ပုံတွေနဲ့အတူဒီမှာဒေါက်တာအမ်ဘီကတော့ဒီဘက်ပြည်နယ်တစ်ခုလုံးကပြန်ပြီးဗုဒ္ဓဘာသာအဖြစ်နဲ့နုထဘောအောင်လုပ်တယ်ဒီမှာကအစ္စလာမ်ကြီးလက်တော်များများရှိတယ်လို့သိရတယ် ဘာပြောဒေါက်တာ MB ကကြောင့်ဗုဒ္ဓကုရင်ဆရာတို့ရောက်လာတယ်ဆိုတော့မမအောင်ဒီလိုပဲဆရာတော်ဥဒ္ဓမတာနာဒီဘက်မှာတာနာပြုခင်ရတယ်ဆိုရလေအဲ့ဒါပေါ့အလုံးစုံတရားရနာကြမယ်တရားရထိုင်မထားရုပ်ထုတွေအဲဒီမှာတော့ငါငါဒီကနေတဲ့ဒီလိုငငယ်ပုံတော့မဟုတ်တော့ဘူးဒီမှာတော့ဟမ်ချာ တရားကခုနကလွဲနေတာမျိုးသိချတဲ့ဒေါက်တာအင်ဘီကာကဗုဒ္ဓရဲ့ဓမ္မကိုလူဝန်သားညီညွတ်ရေးကိုအခြေခံနေတယ်ဇနိုင်ဇမြင့်နေရဲ့ဂျာရဲရနေပြန်လဲတိဆောက်ပြခဲ့ SN ကိုင်ငါတော့တမထနေပြီးတော့လောကရဲ့အင်းငင်းမှုကိုချပြခဲ့တာဒါတွေဦးနည်းကဒီမှာစတင်ပြီးဟောအောင်မယ်ဒါတွေမမရရဒီတင်ပြပေးတာပါနောက်မှပဲဆက်လက်တင်ပြပါအရင်လေးဆူလာအလုံးချမ်းမြေပါလေ